တမိုင်းကြောင်မှာဗမာပြည်နေလဲတချို့တွေစံထားလိုက်တဲ့လူတွေရှိတယ်နော်စိတ်တက်ရေးရာစပြီးဗမာပြည်နေတော့တတို့မေးမြဆိုတာအင်ဝါခစ်ကိုတီထောင်တဲ့ပထမဆုံးအင်ဝါပြည်သူကဘသူသားတော်လို့ဆိုစကိုင်းတီးတဲ့အသင်္ခယာစောယွန်းရဲ့မြေးတော်တယ်အသင်္ခယာစောယွန်းရဲ့သမီးစိုးမင်းကိုရောကြီး သမီးတော်ကြီးသမီးတော်ကြီး ਨੇ သတို့စင်တိန်တို့အိမ်အောင်ကြရာ နေပြီးတော့ရလာတဲ့သားနောက်ပိုင်းမှာသတို့မင်းပြားဆိုတဲ့နာမည်နဲ့အင်းဝကိုတီထောင်ပြီးတော့နာမည်ကြီးတယ်အင်းဝကိုသူအုပ်ချုပ်တာ၃နှစ်ပဲအဲ့တော့သူသတို့မင်းမြားကသူ့လက်ထက်မှာငတ်တပြားဆိုတဲ့ ရှင်းစွမ်းတတ္တိရှိပြီးတော့အစွမ်းတတ္တိနဲ့အင်းဒီဖောက်ထွက်ပြီးတော့ခိုးတဲ့ချမ်းသာတဲ့လူတွေရဲ့အိမ်ကပစ္စည်းခိုးတဲ့ငတပြားဆိုတဲ့သခိုးပေါ်ခဲ့တယ်။ငတပြားသခိုးတာမန်လူတွေမဖမ်းမိဘူးမဖမ်းနိုင်ဘူးသရိုးမင်းများကိုယ်တိုင်ဖမ်းတယ်ပြီးသွားတယ်။ပြီးတဲ့အခါကျတော့သရိုးမင်းများကို နင်ကြိုက်တာပြောနင်ကိုငါမိပြီတတ်မယ်လို့ဆိုအတပြားဘာပြောတော့ဆို तू တတ်ချင်တတ်ပါလေ तू ကြိုက်တာပြောရမယ်ဆိုရင်တော့မိဖုရားစောအုံမအကိုက်ပါလေလို့ပြောအဲ့ဒါဆိုဘလောက်စော်ကားလိုက်တာတော့နော်သို့တော့အတပြားကိုမတတ်ဘူးသိခံတယ် ာကြောင့်လို့ဆိုရင်တင်ကတဲ့ပြားလူစားကောင်းဖြစ်တယ်ပေါ့တနေ့ကျတော့အသုံးချရမယ်ဆိုပြီးပသက်ဘူးအဲ့လူတွေပေါ့ဘင်းရင်နေဟာတိခဏနိုင်ခဲ့တဲ့အရာတော့မှတိခဏရတယ်ဆိုတော့တပည့်ကြောင့်မှဒီပြည့်ထောက်ထားတယ်ရှိတယ်ပေါ့ဒါမှမမိသမီးကပြောတာပြောတာမမိသမီးကလေးပြောပြတာ အဲ့တော့တမ်းပြုတ်ချုပ်တဲ့မင်းဆိုတာခန္တီလို့ခေါ်တဲ့သိခံနိုင်စွမ်းရှိတဲ့အရာတွေသိခံရမယ်သိခံနိုင်စွမ်းရှိရမယ်သူများတဲ့ပုံပြီးသိခံစိတ်ပြင်ထန်နောက်တစ်ခုကအဝိရောဓနာဘယ်တော့မှစန့်ကျင်မဲ့မလုပ်အောင်တိုင်းသိပြီးသားတွေအဲ့တော့မိဘဆိုရလဲသာသမီနဲ့စန့်ကျင်မဲ့မလုပ်သင့်ဘူးပေါ့လူမှုရေးမှာလည်းပဲအဖွဲအသင်းတွေမှာကိုယ့်ရဲ့နောက်လိုက်တွေနဲ့စန့်ကျင်မဲ့မလုပ်အောင် ဒါကိုကြည့်ပြီးတဲ့အခါကျတော့အဝိရောဒနာဆိုတာကိုတချို့ကပြောကြတယ်ဒါဒီမိုကရေစီဒီမိုကရေစီစနစ်ရဲ့အစပဲလို့သူတို့ဆိုတာပေါ့သို့တော်ဒီမှာဒီမိုကရေစီလို့ဆိုတာကြတော့ပြည်သူကလာတဲ့အာဏာနဲ့အုပ်ချုပ်တာပြည်သူအာဏာနဲ့အုပ်ချုပ်တယ်ဆိုတဲ့အထိပ္ပယ်ရဒါကတော့ပြည်သူနဲ့မဆန့်ကျင်ဘူးဆိုတဲ့အထိပ္ပယ်ရ အဲ့တော့မဆန့်ကျင်ဘူးဆိုတာကကြည့်လိုက်မယ်ဆိုရင်တကယ်ချင်းအစင်းစင်းလေးပေါင်းတဲ့အခါမဆန့်ကျင်နဲ့နော်အသင်းအဖွဲ့မှာအကြီးကဲလို့တဲ့အခါလည်းပဲကိုယ့်ရဲ့နောက်လိုက်နောက်ပါရင်းနဲ့သို့မဟုတ်အသင်းဝင်နေနဲ့မဆန့်ကျင်နဲ့မိသားစုမှာလည်းပဲမိဘအကြီးအိုလို့တဲ့အခါမဆန့်ကျင်နဲ့သာသမီတွေနဲ့လူသမားတွေနဲ့ဆန့်ကျင်စေသူတို့ဆန္ဒကိုလည်းလိုက်လျောသင့်တာလိုက်လျောမယ်လို့သူတို့ဆိုလိုတာ မဆန့်ကျင်အောင်ငါလူကြီးငါပြောတာလို့ဆိုတဲ့အာမျိုးမလုံးတဲ့ဘူးပေါ့အဝိရောဒနာဆိုအဲ့ဒါပြောတာလူမှုဆက်ဆံရေးဆက်ဆံရေးအပိုင်းမှာငါကြီးပဲကဲပဲငါပြောတာအလုံးနာထောင်းအောင်ပဲငါကိုအတွတ်မတက်နဲ့ဆိုတဲ့တန်ငါငါနဲ့အထင်ရောက်နေတာမျိုးမလုံးရဘူးဆိုတာကိုဒါက မင်းကြီးတရား7ပါးမှဒီလိုသွန်သင်ဆုံးမပေးတာဒါအလကားသွန်သင်ပေးတာမဟုတ်ဘူးเนาะအာနာနဲ့အုတ်ချုပ်တဲ့မောနတ်ဆိုတဲ့ဣကရိပိယင်းနေတောင်မှပဲထီတိုင်းလိုက်နာဖို့ပညာရှိသူတော်ကောင်းတွေလမ်းညွှန်ပေးထားတာအဲ့တော့ဘယင်းတောင်မှဒီတိုင်းလိုက်နာရတယ်ဆိုရင်ဘယင်းလူအနေထားမျိုးပဲကိုအုတ်ချုပ်တဲ့ပုဂ္ဂိုလ်အ ਨੇ များကြည့်ပြီးတော့အသင်းဘွဲမှာ ရက်ွက်တစ်ခုမှာခြေရွာတစ်ခုမှာနော်မိသားစုတစ်စုမှာနေရာတိုင်းမှာအုပ်ချုပ်ရေးရှိတာပဲအုပ်ချုပ်ရေးဆိုနေရာတိုင်းမှာရှိတယ်အဲ့ဒီအုပ်ချုပ်ရေးတွေဟာလည်းပဲဒီစနစ်ကိုလိုက်လိုက်နာမှာပဲမာကိုကအကြီးကဲလုပ်တဲ့ဆိုလူလောကမှာအဖွဲ့အစည်းမှန်တယ်မြတ်အကြီးကဲရှိတယ်နောက်ဆုံးမှာ တန်ငယ်ချင်းအုပ်စုတဲ့တောင်မှပဲဘသူကခေါင်းဆောင်ဆိုတာရှိတာပဲလေနေရာတိုင်းမှာခေါင်းဆောင်ရှိတာချင်းပဲအဲ့ဒီခေါင်းဆောင်ဟူသမျှဟာထီတိုင်းဆက်ဆံပဲကိုနောက်ကလိုက်တဲ့သူတွေမိသားစုထဲမှာခေါင်းဆောင်ကအမေနဲ့အဖေခေါင်းဆောင်အမေအဖေဒီသာသမီတွေနဲ့လည်းမဆန့်ကျင်ရဘူးကိုယ့်အိမ်မှာလှုပ်လှုပ်တဲ့ပုဂ္ဂိုလ်တွေနဲ့လည်းသာသမီခွင့်ရေးလည်းရှိရတယ် ပြီးပါအခွင့်အရေးဆိုတာလည်းရှိရတယ်။ငါကပြီးပါငါကနင်းတို့နဲ့ကြည့်တယ်။ပြန်သွားပြန်လူကြီးတွေဟာပြန်ပြောတာမကြိုက်ကြဘူးနော်။နင်းငါမွေလို့ကြည့်ထားတာငါမပြောနဲ့ဆို။မန္တမားတာကိုမပြောဘဲနဲ့ငါမွေလို့ကြည့်ထားတယ်ဆိုရင်အကြောင်းပြနေရတာမပြောသင့်ဘူးလို့ဆိုလိုတယ်ပေါ့။ဒါကိုဆိုလိုတယ်နော်။ကိုပြောတာဟုတ်လားမဟုတ်လားကိုကကိုစဉ်းစားရမယ်။အခုပြောတဲ့အထဲမှာကို လိုက်နာရမယ်ကျင့်ဝတ်တရားတွေကိုမှန်မှန်ကန်ကန်လိုက်နာတာဟုတ်ကဲ့လားငါဘာလွဲနေတယ်လဲဆိုတာကိုကိုယ်ကြည့်ရမယ်ဒါအောင်လုံးနဲ့သက်ဆိုင်တဲ့တရားပဲမင်းจิตတရား၁၀ပါးဆိုတာမင်းမှကျင့်ရမှာမဟုတ်ဘူးကျန်တဲ့ပုဂ္ဂိုလ်တွေလည်းဒီတိုင်းပဲတခြားစဉ်းစားကြည့်နော်ဆက်ဆံရေးပဲဒါကြောင့်မို့လို့ဒီနေ့အလုံးခြုံငုံပြီးတဲ့စကားလုံးနဲ့အပြန်အလှန်ဆက်ဆံရေးလို့ပြောတာ အပြန်လန်ဆက်ဆံရေးဆိုတာမိသားစုမှာလည်းအပြန်လန်ဆက်ဆံရေးရှက်ကွက်တဲ့မှာလည်းအပြန်လန်ဆက်ဆံရေးဟောတရားနဲ့တရားအပြန်လန်ဆက်ဆံရေးရက်ကွက်တစ်ခုနဲ့တစ်ခုအပြန်လန်ဆက်ဆံရေးအသင်းဖွဲ့မှာအထက်နဲ့အောက်ဆက်ဆံရေးတိုင်းပြည်တစ်ပြည်မှာဆိုရနဲ့ပြည်သူဆက်ဆံရေးအလုံးချုပ်သွားတာเนาะအလုံးချုပ်သွားတယ်အဲ့လို့ မကန်နဲ့လမ်းကြောင်းဘက်ကသွားကြမယ်ဆိုလို့ရှင်ပြဿနာဟာနဲနဲ့တပြားနဲပြီးအလုံးချောချောမောမောဖြစ်နိုင်တယ်ပေါ့ချောချောမောမောဖြစ်တယ်အလုံး950ဇတ်ထဲပါတဲ့ဒီကနေ့ဆက်လန်းလေးတစ်ပုတ်နဲ့တိုင်းပြည်အုပ်ချုပ်တဲ့မင်းနှပါလေးအကြောင်းကို သင်္ကန်းစာတစ်ခုအနေနဲ့နားထောင်ကြည့်အောင်ဒီသင်္ကန်းစာဆိုတာကိုယူထပ်လို့ရှိရင်အများကြီးရတယ်သူတို့သူတို့အတိုက်ပြီမှာ ပြည်သူတွေနဲ့ဘလို့ဆက်ဆံတယ်လဲဆိုတာလေးကိုကြည့်ရအောင်နှစ်ဦးစလုံးဟာတိုင်းပြည်တိုင်းကြီးပြည်ကြီးကိုအုပ်ချုပ်နေတယ်ဘယင်းနှစ်ဦးပဲတဦးနဲ့တူဆက်ဆံမြုံချင်းကမတူကြဘူးတဦးနဲ့တူ ိုက်ပြည့်ကျဲဝေါ်ရင်တူတယ်ဌနာအင်အားဖလာအင်အားတွေလည်းတူတယ်အသက်အရွယ်ချင်းကလည်းတူတယ်ဒါပေမဲ့လို့သူတို့ကျင့်သုံးတဲ့ဆက်ဆံရေးရတော့ကိုပြချမ်းသာတယ်အဲ့တော့ဘယ်ဆက်ဆံရေးရကောင်းတာလဲဆိုတာကိုစံထားတတ်ဖို့မိသားစုအတွင်းမှာလည်းဘယ်ဆက်ဆံရေးရကောင်းတယ်လဲစံထားတတ်ဖို့ မိတ်ဆွေတငယ်ချင်းတွေပေါင်းတဲ့နဲ့မှလည်းပဲဆက်ဆံရေးရကောင်းတယ်အသင်းဖွဲ့တွေအတွင်းမှလည်းပဲဆက်ဆံရေးရကောင်းတယ်အဲ့တော့ပြန်လန်ဆက်တံပုံလေးတွေကိုပေါ်ပြထားလို့စိတ်ဝင်စားစရာအတော့ကောင်းတဲ့သူ